အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျဒီကနေ့မှာတော့ စိတ်တုံသက်အရွယ်လွန်လာလို့နှစ်စိတ်တုံအရွယ်လည်းဖြတ်တမ်းပြီးအသက်အရွယ်လေးရလာလို့အရာပေါ်မှာအရှင်တို့မွှေလိုက်လို့လားဒိတ်စိတ်နေပါစေနဲ့ပြန်နေပြတဲ့နေချောင်းဆက်ပြောမင်းတို့အဲ့ဒီကြောင့်မပြောခင်အမျိုးသားများအထူးသိထားတဲ့အမျိုးသားများစိတ်ချိတ်ကြီးရဲ့အကြောင်းအရင်ပြောပြမင်းတို့အရာပေးရတဲ့စက်တိုင်းအသက်အရွယ်လေးရလာလို့အရာပေါ်မှာအရင်တို့မလန်းတော့ဘူးလား နှိမ့်စိန်နေပါစေနဲ့ပြန်လည်မြင့်တင်နေများကြောင်းတင်ဆက်ပေးမှာမို့အဆုံးထိကြည့်ပေးကြပါရှင်အမျိုးသားများစီချိန်ကြီးကြီးအမျိုးသမီးတွေမှာအသက်အရွယ်ကြီးတာရင်မိရဲ့သွေးဆုံတာဟာပုံမှန်ဖြစ်တယ်လို့အမျိုးသားတွေအသက်ကြီးတာရင်စီချိန်ကြီးတာတတ်တာဟာလည်းဖြစ်နေဖြစ်တာရှိတယ်ဖြစ်စိန်တစ်ခုဖြစ်ပါတယ်စီချိန်ဟာစီးရရဲ့အရင်မှရှိပြီးစီးပြုံပပလည်းမှာ ဝေးရထားတဲ့ကလင်းလေးတစ်ခုပါ။စီကျဲရဲ့ပုံမှန်လုပ်ငန်းစဉ်တွေကတော့တောက်ပေါ်ရိအတန်ရှင်တန်မှုလိုအပ်တဲ့အာဟာရဓာတ်တွေပါဝင်တဲ့တောက်ရည်ကိုထုတ်ပေးရတာပါ။ဒီစီကျဲဟာအမျိုးသားတွေရဲ့သက်တမ်းတစ်လျှောက်မှာအမြဲမပြတ်ကြီးထွားလာပါတယ်။အသက်60ကျော်ရေးပိုပြီးတည်တည်ထထချီးနာတတ်ပါတယ်။စီကျဲဟာစီလန်ချောင်းဖက်ဖက်လေးမှရှိတာမို့စီလာတဲ့အခါစီလန်ချောင်း စီးပြုံကိုဖိမိပြီးစီးထိတ်ကြီးကြီးဆိုတဲ့ပြဿနာတရေဖြစ်လာတာပါယောဂလက္ခဏာတွေကတော့စီးသွားရခက်ခဲခြင်းစီးညစ်သွားရခြင်းစီးလုံးသေးခြင်းစီးသွားပြီးတက်ဆက်ဆက်ကြခြင်းစီးကြံတယ်လို့ခံစားရခြင်းတွေဖြစ်တတ်ပါတယ်စီတဲ့ချောင်းကိုဖိတ်ထားသလိုဖြစ်လို့စီကအကုန်မထွက်ပဲစီအိမ်မှာကြံနေတတ်ပါတယ်စီကြံနေကြောင် အခုလုံနောက်ဆက်တွဲရဖြစ်တတ်ပါတယ်စီချင်ခြင်းကြောင့်စီနေကြောင့်ဖွင့်ခြင်းစီကြောင့်တဲ့ခြင်းစီရင်ကျွတ်သားများအာယောလာခြင်းကြောင့် စီညဖို့ပိုခက်ခဲလာခြင်းစီသွားသွေးပါခြင်းနဲ့စီရင်ကြောင့်ကဖိအားတွေနဲ့ပိုဝင်ခြင်းတွေကြောင့်ကြောက်ကန်ထိခိုက်ခြင်းစားရင်နောက်ဆက်တွဲစုံစုံတွေဖြစ်လာနိုင်ပါတယ်စီရင်ကြောင့်ခြင်းလာရင်လည်း လုံးဝစီးသွားလို့မရတော့ဘူးဆိုရင်တော့စီးပိုင်ထဲရမှာဖြစ်ပါတယ်။တကယ်လို့ဒီလိုအခြေအနေတွေဖြစ်လာရင်တော့စီးကျိတ်ကိုခွဲထုတ်ပြင်လိုက်ရတာမျိုးတွေလည်းရှိပါတယ်။ဒါတွေကကျွမ်းကျင်ဆရာဝန်နဲ့သိချာတိုင်းပဲကုသရမှာပါ။အခုချိန်တွေစီးကျိတ်ကြီးခြင်းပြဿနာကိုကျူတင်ကာကွယ်နိုင်တဲ့နေတော့မရှိသေးပါဘူး။ဒါပေမဲ့ဒီလိုနေတွေနဲ့တော့အဆင်ပြေအောင်နေထိုင်လို့ရပါတယ်။ ညဘက်တွင်မှာအေးတောက်တာလျှောပေါင်းရေတောက်ရင်တက်ခါတဲ့အများကြီးမတောက်ပဲနည်းနည်းစီတောက်ခွဲတောက်ပေါင်းအရင်နဲ့ကဖေးတက်ပါတဲ့အစာတောက်တွေကိုတက်နိုင်သမျှရှောင်းပေါင်းစိတ်သွားပြီးခဏလေးစောက်ပြီးနောက်တစ်ခေါက်ထပ်သွားကြည့်ပါတင်ပဆုံကြွက်သားများတွက်လေးချင်းငန်းလုံးပေါင်းစီးကြည့်ကြည့်တယ်လို့တန်တရာရှိရင်အခုပြောခဲ့တဲ့အတိုင်း ကိုယ့်ရဲ့လူနေမှုပုံစံကိုလည်းပြောင်းလဲပြီးတိတ်ချတက်ကြွနေစရာဝင်တဲ့ပြသားပါဆွေနေတိုင်းမင်းပါမိမိစိတ်ထင်ရစေတွေကိုဆရာဝင်ညွှန်ကြားချက်မပါပဲဝယ်မတော့ဖို့မြေတားရက်ခံခြင်းပါလေအားလုံးပဲစင်ကြဲမှမှရှိကြပါစေဆက်လက်ပြီးတော့စိတ်ကြောသက်အရွယ်လွန်လာလို့20ကျော်အရွယ်လေးပြတ်တမ်းပြီးအသက်အရွယ်လေးရလာလို့အဲ့ရဘောမှအရင်လိုမလန်တော့ဘူးလား လိမ့်စိမ့်နေပါခြင်းနဲ့ပြင်လဲပြင်တည်နေများကြောင့်ဆက်ပြောမင်းတို့လိမ့်စိမ့်နေပါခြင်းလိမ်မှုကိစ္စကိုစိတ်မဝင်စားခြင်းဟာတကယ်မဟုတ်တကယ်ကြုံတွေ့နိုင်တဲ့ပြဿနာဖြစ်ပါတယ်မိမိဖို့နဲ့စိတ်ဆန္ဒမကင်ကြီးခြင်းစိတ်ရတတ်တံပုံမတူညီခြင်းစရာတွေဖြစ်တတ်ပါတယ်စိတ်ဆန္ဒမပါခြင်းဟာတခါတည်းမှသာဆိုရင်ပြဿနာမရှိပေမဲ့ရွှေရှိမှဆိုရင် ထိခိုက်မှုတွေရှိလာနိုင်ပါတယ်။အခုဆက်လက်ဖော်ပြမှာကတော့အမျိုးသားတွေမှာလိင်စိတ်ဆန္ဒနေပါလာရတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။တက်စတိုစတုန်နေပါခြင်း။တက်စတိုစတုန်ဟာအမျိုးသားဟော်မုန်းဖြစ်ပြီးဝင်စိတ်ကနေထုတ်လုပ်ပါတယ်။အမျိုးသားများသွက်သားနဲ့အယုံများဖွဲ့စည်းဖြစ်ပေါ်ရတဲ့အတွက်အဓိကကြပါတယ်။သုတ်ကိုများထုတ်လုပ်နိုင်ဖို့လှုံ့ဆော်ပေးပါတယ်။တက်စတိုစတုန်ပမာဏဟာ အပြောင်းလဲအတက်အကြာရှိပေမဲ့တောင်းရအကြီးပေါ့တရထက်နေနေမိဆိုရင်တက်စထရိုစရောပမာဏနေနေလို့သတ်မှတ်ပါတယ်တက်စထရိုစရောနေပါသွားတဲ့အမျိုးသားတွေဟာလိမ့်စိမ်ဆန္ဒစာစင်သွားတတ်ပါတယ်စေဝါမြောင်စေဝါတချို့ဟာတက်စထရိုစရောပမာဏကိုကျဆင်းစေနိုင်ပါတယ်အရိယကလိမ့်စိမ်ပါစာစင်သွားတတ်ပါတယ်ဥပမာ သွေးကြဆေးတွေဖြစ်တဲ့ ACEI ဆေးများနဲ့ beta blocker ဆေးတွေဟာပန်းသေးပန်းညိုဖြစ်စေဖို့ဖြစ်နိုင်ခြေရှိပါတယ်။ testosterone ကိုကြဆေးတဲ့တခြားဆေးဝါးတွေကတော့ကိစားဆေးများ CJ ကိစားကူတာတဲ့ဟော်မုန်းများ steroid ဆေးများမူးယစ်ဆေးအတုံပြိုတဲ့အကိုက်ခဲပြောင်ဆေးများမှုတန်ဆေးများအစာမကျေရှင်ပိုကူတာမဲ့ဆေးများ စိတ်ကြကုသစေဝါတချို့စာရာတွေပဲဖြစ်ပါတယ်စေဝါတွေကြောင့်တန်ဆွန်ဆွန်ကြရဲလို့ယူဆရင်စိတ်ရောင်ဝင်တဲ့အချိန်ပဲတည်ပါတယ်စေဝါများကိုမိမိအစီအစဉ်နဲ့ပဲရှင်းထားခြင်းရက်တန်ခြင်းများမပြုရပါဘူးစိတ်တကြခြင်းစိတ်တကြခြင်းဟာလူတစ်ယောက်ရဲ့ဘဝကိုပြောင်းလဲသွားစေနိုင်ပါတယ်အရင်ကပျော်ရွှင်ခြင်းနဲ့ဖူးတဲ့အရာတွေကို စိတ်ဝင်စားမှုမရှိတော့တဲ့ ဖြစ်လာနိုင်ပါတယ်။ဒါအပြင်စိတ်ကြခုသစေဝါရီဟာလည်းလိမ့်စိတ်ကြစင်ကြီးကိုဖြစ်စေပါတယ်။အစဝါစေဝါရီကတော့ SNI အမျိုးအစားစေဝါများ SSRI အမျိုးအစားစေဝါများစိတ်ကြစေဝါရီတောက်သုံးနေရလို့တန်ဆူဆုံးကြရဲလို့ယူဆရင်ဆင်အောင်ဝင်တဲ့အချိန်ပင်တယ်ပါတယ်။စေဝါရီကိုမိမိအစီအစဉ်တွေပဲရှင်းချတဲ့ရက်တန်ခြင်းများမဖြူရပါဘူး။ နာတာရှင်ယောဂများနာတာရှင်ယောဂများကြောင့်နေထိုင်မကောင်းဖြစ်နေရင်နှိမ့်စိမ်ယုံနေသွားမှဖြစ်ပါတယ်။ယောဂတစုံဥပမာကင်ဆာဟောတုပ်ဖို့ထိုးလို့ဖို့ကိုကြာစေစေပါတယ်။နှိမ့်စိမ်ဆန္ဒကြာစေစေတဲ့တထယောဂရေကတော့အမျိုးအစားနဲ့စီစုံအဝါလိုခြင်းတွေ့တိုခြင်းကိုလက်စထရောများခြင်းအဆုပ်နှလုံးကြောက်ကအသည်စသည်တို့နာတာရှိယောဂဖြစ်ခြင်းစတာရိပဲဖြစ်ပါတယ်။ အရေးပြန်ချင်းအိမ်ဆန်နေစဉ်အသက်ရှူရတန်သွားတက်တဲ့ပြဿနာရှိသူတွေမှာတက်စထရိုးနဲ့ပါခြင်းနဲ့ရှိနေတဲ့ကြောင့်သိရပါတယ်။ဒါကြောင့်ရိစိတ်ဆန္ဒနဲ့ပါခြင်းတွေပါဆန်ရွယ်နေတတ်ပါတယ်။သူတည်တနာတကူမှာတွေ့ရှိတာကတော့တညကို9နာရီလောက်ပဲအိမ်ဆက်တဲ့အမျိုးသားတွေမှာတက်စထရိုးပမာဏဟာတစ်ပတ်လောက်ကြာလာရင်ဆိုင်ရခိုင်တို့ကနေ15ရခိုင်တို့ခန့်ချစင်သားကြောင့်သိရပါတယ်အတန်ရွယ်နေစိတ်ဆန္ဒနဲ့ဆက်ဆံနေတဲ့ တက်စထရိုစတရောင်ပမာဏဟာအမျိုးသားရဲ့စိတ်ကြောသက်အနာဆုံးချိန်တွေမှာအမြင့်ဆုံးဖြစ်ပါတယ်။အသက်ကြီးလာတာနဲ့ပြန်လိမ့်စိတ်တို့ထရောက်ဖို့စာနာဖေးဝါဖို့လိမ့်စိတ်တို့ကြောင့်အထင်ယူလာရပါတယ်။လိမ့်ရင်ကထောင်မှဖို့တော့ခရင်လာပါတယ်။စိတ်ဖိစီမှုစိတ်ဖိစီမှုများနေချိန်မှာလိမ့်စိတ်စာနာနဲ့ပါနေတတ်ပါတယ်။အထောင်ကတော့စိတ်ဖြစ်စေမှုကဟော်မုန်ပမာဏကိုအနှောင့်အယှက်ဖြစ်စေလိုပါပဲ။ သွေးကြောင်တွေဟာစိတ်ဖြစ်စီချိန်မှာခြင်းမြောင်းသွားပါတယ်။လေရင်ကကိုသွေးရောက်နေစေပြီးထောင်မှတ်ဖို့ခဲရင်နိုင်ပါတယ်။တကယ်တော့စိတ်ဖြစ်စီမှုဟာအမျိုးသားတွေကိုရောအမျိုးသမီးတွေကိုပါလိင်မှုကိစ္စတွေကိုအဟံထားဖြစ်စေပါတယ်။စိတ်ဖြစ်စီမှုဟာနေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာလေးဖြစ်ပါတယ်။သိပြီးမကြည့်ထွက်လောက်စိတ်ဖြစ်စီမှုကိုဘယ်လိုကတွေ့မလဲလေလံထားရင်လိင်စိတ်ဆန္ဒနေပါစေပြဿနာကိုဖြေရှင်းရရောက်ပါတယ်။ ကိုလန်လှူရှားလေးတင်ကလုံးဝမလှုပ်ခြင်းသို့မဟုတ်များလို့တဲ့လှူရှားမှုလုံးဝမရှိခြင်းဒါမှမဟုတ်လှူရှားမှုများလို့တဲ့ဟာ အမျိုးသားများရဲ့လိမ့်စိတ်ကြစိတ်ရဲ့အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်ပါတယ်ပုံမှန်လေးခြင်းကပြုလုပ်သူတွေဟာလိမ့်စိတ်နေပါခြင်းနဲ့ဆက်ဆက်နေတဲ့အဝါလို့တဲ့တွေ့တူခြင်းအမျိုးအစားလေးစီုံစတာတွေကိုဖြစ်နိုင်ခြင်းရောကြားစေပါတယ်ညနေပိုင်းလေးခြင်းကပြုလုပ်ခြင်းဟာညာချိန်မှာကော်တီဆိုဟော်မုန်းကိုကြားစေပြီး စိတ်ပီကြည်မှုကိုကြားစေပါရယ်။ဒါကြောင့်လေးချိန်ဆန္ဒပြည့်ထွက်စေဖို့အထာကိုပြုပါရယ်။ဒါပေမဲ့လေးချိန်ငံပြည့်ထွက်စွာပြုလုပ်ခြင်းအားဒိန်ကိစ္စကိုထိခိုက်စေပါရယ်။အင်အားသုံးရတဲ့လေးချိန်ငံတွေကိုကာလရှည်ကြာပြုလုပ်ခြင်းအားလေးချိန်ဆန္ဒနေပါစေတယ်လို့သူတည်တနာတစ်ခုမှဆုံးထားပါရယ်။အကူဟောအရက်ကိုအလုံးကျော်တာတုံးကြီးဟာတက်စထရိုဆုံထော်လုံးမှုကိုကြာစင်စေနိုင်ပါ रे အရက်ဆွဲတော့တာအချိန်ကြာလာလာနေများ လိမ့်စိတ်စားနာလေးကြဆင်းလာစေပါရဲ့လိမ့်စိတ်ချဆင်းခြင်းကို ပြုမြင်မှုဆိုရင်မိမိဘာသာဆောင်ရွက်နိုင်တဲ့အချက်တွေနဲ့ရှိနေပါရဲ့အတေကအဖြစ်စမ်းမိုင်နဲ့ညီညွတ်အောင်နေထိုင်ခြင်းအေးဝဝအိတ်ချင်းစိတ်ဖြစည်းမှုလျှော့ချခြင်းကြမ်းမိုင်နဲ့ညီညွတ်စွာစားတောက်ခြင်းစတဲ့အချက်တွေကိုလိုက်နာခြင်းအဖြစ်လိမ့်စိတ်နဲ့ပါရတဲ့ပြဿနာကိုအတိုင်းအတာတစ်ခုတည်းဖြေရှင်းနိုင်ပါလိမ့်မယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းလေးကိုတော့ဒီမှာပဲခေတ္တရန်နာဝင်ပြောပါရှင် နောက်ထပ်လည်းကျွန်တော်တို့ channel ကနေဘူတူတပ်ဖြစ်စေမဲ့ကြောင်းလေးတွေကိုရွေးချယ်တင်ဆက်ပြီးမှမို့ဆောင်းမြောင်းအပိတာပါအောင်ရှင့်ရှိရှုအပိခဲ့ကြတဲ့ပရိသတ်တယောက်စီစီကိုကျေးဇူးတူပဲတင်ရှိပါရရှင့်